တွေးကလူကိုလေးစီတာစိတ်ကိုလေးသွားတော့အတွေးမှန်တယ်မြလေမကောင်းတဲ့အတွေးဆိုရင်ခေါင်းထဲကိုမထားရဘူးထုတ်ပလိုက်အတွေးဆိုတာရှိရမှာမဟုတ်အတွေးဆိုတာသိရမှာအတွေးဆိုတာသိရကိုအတွေးကိုမသိလို့ तू ကတွေးနေတာအတွေးကိုသိတာနဲ့အတွေးမရှိတော့ဘူးဟုတ်ရလားတရားအားထုတ်နေထိုင်ကြည့်ပါလားတရားတိုင်းတဏှာရီလောက်တရားတိုင်း ဟိုတမာရီကမတီတော့အတွေးတွေနဲ့ပတ်ချလဲအိမ်ရောက်လိုက်ဟိုသားသမီးစိတ်မချရနဲ့ဟိုငါသွားရင်ငါအိမ်ရသမီးလေးဘလို့လုံးမလဲမြည်လေးဘလို့လုံးတရားထိုင်နေတဲ့အတွေးတွေနဲ့ပတ်ချလဲတနာယီတနာယီ45မိနစ်လောက်တွေးပြီးတော့မှပြန်ပြီးစိတ်ကတတိပြန်လဲဟောငါတွေးနေပါလားနိုင်ကြည့်လိုက်တော့15မိနစ်ပဲကျန်တော့ငါတွေးနေပါလားလို့တိလိုက်တဲ့အချိန်တွေးတဲ့စိတ်ရှိသေးလား ှိတော့အတွေးဆိုတာသိရမှာသိရင်မတွေးတော့မသိလို့တွေးနေတာအဲ့တော့မသိဘဲနဲ့တွေးနေတဲ့အတွေးမားတွေများခေါင်းထဲမှာထည့်တိုင်းအတွေးမားရင်ဝေးသွားပြီးတော့စိတ်ကိုလေးသွားတော့ရမလို့ပစ္စည်းဝိထုကိုထမ်းထားရင်ရုပ်လေးတယ်တဲ့ပစ္စည်းဝိထုကိုထမ်းရင်ဆိုင်ကြီးပခုံးပေါ်ထမ်းတာလေးလားမလေးဘူးလားအတွေးမားကိုထမ်းထားရင်စိတ်လေးတယ်အတွေးကိုထမ်းထားရင် ဒါကြောင့်အတွေးတွေထမ်းမထားရဘူး။ဘုန်းကြီးဇင်စတိုရီရဲ့မှာလာတဲ့မာယာနာဗုဒ္ဓဇင်ကစတိုရီလေးပုံမြင်လေးတစ်ခုခဏခဏပြောဖို့ပါတယ်။ကိုရီးယားဘုန်းကြီးနှစ်ပါးမာယာနာဘုန်းကြီးနှစ်ပါးခရီးအတူသွားကြတာ။ခရီးတူသွားတော့တောအုပ်တစ်ခုကိုဖြတ်တဲ့အခါမှာရေစည်းတန်တဲ့ချောင်းတစ်ချောင်းရှိတယ်။အဲဒီချောင်းကိုဖြတ်တော့ချောင်းဘေးနားမှာအဲ့ချောင်းကိုကိုးဖို့ခက်ခဲဖြစ်နေတယ်ဒကမတယောက်တွေ့အမျိုးသမီးတယောက် တကမလည်းရည်စည်းတန်တော့မကူရဲ့မကူရတော့အကူကြီးတောင်းဖို့ကြတော့လေဘုမမလာဘူးတော်တယ်ဆိုဘုန်းကြီးနှစ်ပါးဖြတ်တာရှင်မြတ်အာနာပါတဲ့ဖရာတပည့်တော်အကူကြီးပေးပါဟောဘကူဖို့ခက်ခဲနေလို့ပါဖရာဆိုဘုန်းကြီးနှစ်ပါးကလည်းဝိနည်းရလည်းရှိတော့သူ့ကိုကြည့်သူ့ကိုသူကြည့်နေ နေအင်းတင်တင်လုံးအဲနောက်တော့ဒီဘက်ကတပါခဲမထူပါဘူးခင်ဗျာဒုက္ခရောက်နေတပိတော့ပဲအာဘသေကံကြီးကုပေးပါမယ်ဒကမခွန်ကြီးကိုကြောပို့ပါဆိုခွန်ပို့ပြီးတော့ဒကမကိုကုပေးလိုက်တယ်ဟုတ်ပါကံကုပေးပြီးတော့အဲ့ဒီဒကမလမ်းဟုတ်ပါကံမှာထားပြီးတော့ခွန်ကြီးနှစ်ပါခီးဆက်တယ်ခီးဆက်တော့လမ်းတစ်လျှောက်လုံးအဲ့ဒါဒီဘက်ကခွန်ကြီးကပေါက်ပေါက်ဖောက်တာအပြစ်တွေပြောတာကိုတော့ခွန်ကြီးဖြစ်ပြီးတော့ဘာဖြစ်လို့ဒကမအဲ့လိုပို့ရတာရှင်ပြအာဘသေမှမကြောက်ဘူးလား ရှင်ပြမကောင်းဘူးဖေဟာမြဲတယ်တပြည့်တောက်တော့ပြောတလန်းတော့ဒီဘက်ကဘုန်းကြီးသူ့ပြည့်နေတော့ဘာပြန်မပြောအဲ့ဒါနောက်တစ်ပတ်တခါထပ်တွေ့တော့ဒီဘက်ကဘုန်းကြီးကပြောပြန်ရှင်ပြနော်အဲ့တုန်းကတက္ကမကြောပေါ်ပြီးဟိုဘက်ပို့တာမကောင်းဘူးနော်ဒီလိုမပြောရှင်လို့စတဲ့ဘက်တော့တခါပြန်ပြောဒီဘက်ကဘုန်းကြီးကသူ့ပြည့်နေသူမပြောနောက်တလားလောက်နေတဲ့တခါတွေ့တယ်ရှင်ပြနော်အဲ့တုန်းကတက္ကမပို့တာမကောင်းဘူးတပြည့်တော့မပြောရှင်ဘူးဖေဟာပြောတော့မယ်တလား တော့တခါ6လောက်လောက်နေတခါထပ်တွေ့ရှင်မြတ်တပည့်တော်မပြောချင်ဘူးဗျာတဲ့အဲ့တော့ကအရှင်မြတ်တက္ကမကြောပို့ပြီးတော့ဟောဘကံပို့သွားတာမကောင်းဘူးဗျာ6လောက်ကြီးလည်းပြောလို့မပြီးဘူးနောက်တစ်နှစ်လောက်နေတခါထပ်တွေ့တော့ရှင်မြတ်တပည့်တော်မပြောချင်ဘူးဗျာမပြောချင်ဘူးလားပြောတာတစ်နှစ်တည်းအထိပြောလို့မပြီးသေးတော့အဲ့ဒါဒီဘက်ကဘုန်းကြီးကဟောတော့ကဘာမှမပြောတစ်နှစ်ကျော်တဲ့အထိ तू ပြောလို့မပြီးသေးတော့ပြန်ပြောတယ် ရှင်ဘုရားတကယ်တမ်းကျတော့တပည့်တော်ကအဲ့တုန်းကဒကမကိုကြောပိုးတာတော့ဟုတ်တယ်ဘုရားတဲ့အဲ့တုန်းကတော့အာပတ်တင်တာမှန်တယ်ဒါပေမဲ့တပည့်တော်ကဟိုဘက်ကမ်းမှာရောက်တော့ဒကမချထားခဲ့လိုက်ပြီအဲ့ဒီတဲကတပည့်တော်ကောင်းတယ်မှအဲ့ဒီကိစ္စမရှိတော့ဘူးဘုရားတပည့်တော်ကအဲ့ဒီတဲကဟိုဘက်ကမ်းမှာထားခဲ့တကယ်ထမ်းထားတာကအရှင်ဘုရားကဂုဏ်ဋ္ဌထမ်းတာတော့ဘုရားဩကြည်စမ်းမှန်လိုက်တာနော်